အားလုံးမိသားစုကျမတို့ညီမောင်ပြတာမဲ့အကြောင်းအရာကတော့ကျမတို့ recording တွေတွင်းတဲ့အခါမှာအတန်တွေတွင်းတဲ့အခါမှာတောင်းလို့လို့ရှိရင်ဒီအမူပွဲတွေပေါ့နော်အမူပွဲဆိုင်ပွဲတရားပွဲတွေကိုအတန်ဖမ်းတဲ့အခါမှာနောက်ခံ noise တန်လေးပါလာတဲ့အဲပါလာတဲ့အခါမှာဒီ noise တန်လေးကိုဘယ်လိုဖြောင်းမလဲဆိုတဲ့အကြောင်းလေးကိုကျမတို့နဲ့ဒီနေ့မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဒီကျမရဲ့ဒီ record တွင်းထားရပါတော့ဗီဒီယိုလေးကိုနားထောင်ကြည့်နော်ရတယ်ဟောနောက်ခံနောက်ခံလေးတန်ကြီးပါနော်နော်အဲ့တော့အဲ့လေးတန်ကြီးကို ဖျောက်ချင်တာပေါ့နော်စကားပြောရင်လည်းအဲ့လိုပဲတဘောပုံမှန်ပုံမှန်ဆိုင်လေးတွေပေါ့ပန်းပုံမှန်ဆိုင်လေးတဘောပေါ့အဲ့မကြီးတယ်ပုံမှန်ဆိုင်လေးအဲ့လိုအဲ့လိုအဲ့လိုပါညာကြီးကိုဖျက်ချင်တယ်ဖျက်ချင်တယ်ဆိုတော့ဒီ effect ထဲကိုသွားမယ်နော်ဘယ်လိုမျိုးဖျက်မလဲဆို effect ထဲကဒီမှာ noise reduction ဆိုရဲအထက်မှာဒီမှာပေါ့နော်ဒီ noise ဆိုတာလည်းရှိရဲ့အဲ့လိုဆွဲထည့်လိုက်နော်ဆွဲထည့်ပြီးလို့ရှိရင်ဒီမှာ effect control ရဲ့ရောက်သွားပြီနော်အဲ့ play ကြည့်မယ်ပုံမှန်ဆိုင်လေးတဘောပေါ့အဲ့တော့အသင်းတော့ရောက်သွားပြီ တော့ယောသားတာကိုထပ်ပြီးတော့ကိုယ့်ရဲ့အတန်ပေါ့နော်ယူဆိုတဲ့အတန်ကြံနေသေးတယ်ဆိုလို့ချင်းထပ်ပြီးတော့ editor ကိုသွားမယ် editor သွားပြီး play ကြည့်လိုက်နှစ်ပုံလဲချက်လို့နော်ဒီမှာဒီဒီအတန်လိုင်းနေတဲ့ဟာကိုယ့်အတန်နဲ့ kait နေတဲ့တစ်ခုခုပေါ့နော်ယူချက်လိုက်ချက်လို့ရတယ်ဒါကတော့ယူပြီးဆိုလို့ချင်းဒီမှာဒီ amount မှာလည်းနည်းနည်းလေးတင်လိုက်ပေါ့နော်အများကြီးတော့မတင်ရအများကြီးတင်လိုက်လို့ချင်းအတန်ရအောင်လို့ဖြစ်သွားအဲ့တော့နည်းနည်းပါတင်လိုက်ပေါ့နော်50 60လောက်တင်လိုက်မယ်တင်ပြီးပြန်နှမ်းလိုက် ချက်လို့ရတယ်။နှစ်ပုံလည်းချက်လို့ရတယ်နော်။အောက်ဒီမှာနောက်ကအဲဂျီတိုင်းမပါတော့ဘူးကွနော်။အမားတော့လေးကြည့်လိုက်။အပွားတော့နော်အမားမပါတော့ဘူး။အဲ့တော့ဒီမှာသူ့ရဲ့ဘောနော်မူရင်းတန်ကိုနားထောင်ရအောင်လို့ဒီအဖက်လေးကိုပြန်ပိတ်ကြည့်မယ်။ပြန်ပိတ်ပြီးနားထောင်ကြည့်မယ်။ဟောအဲအဲ့လိုမျိုးနှစ်ပုံလည်းချက်လို့ရတယ်နော်။အောက်ဒီမှာဟောဂျီတိုင်းပါနေတယ်နော်ဒီမှာ။အခုဒါကိုထည့်ထားတဲ့ဟာကိုပြန်ဖွင့်ကြည့်မယ်။မပါတော့ဘူး။နော်မပါတော့ဘူးသိတာနော်။ဟင်းဒီမှာမပါတော့ဘူး။ဒါငကူက အဲဒီလိုကြီးပါတယ်နော်အဲ့တော့ကျမမိတ်ဆွေတွေအတန်သွင်းတဲ့အခါမှာဒီလိုမျိုးဟိုနောက်ခံ nice တန်ကြီးပါလာခဲ့တယ်ဆိုလို့ရှင်ဒီနီလန်လေးတုံးပြီးတော့ဖြည့်ရှင်းလို့ရပါတယ်အဲ့တော့ဒီနေ့မျှဝေသားတဲ့အကြောင်းအရာလေးကအားလုံးအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်နော်အားလုံးကျေးဇူး